ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မချခင်အမိုက်စားအစီအစဉ်ဖြစ်တဲ့အတွက်နောက်နေ့မှလည်းမိုက်စားအစီအစဉ်တွေလာအောင်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ထားဖို့ဘေးနာခေါင်းလောင်းနှိပ်ထားရင်လည်း노ဒီလေးတောင်ငဲတက်မှာဖြစ်ပါတယ်အဲ့တော့တောင်ငဲတက်ချင်ဘဲသာနှိပ်ထားလိုက်ပါအဲ့တော့ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ပြူပြဲနေအောင်တမ်နေမှလည်းမြင်ရတာဖြစ်တဲ့အတွက်အော်နေ ው VPN လေးဖွင့်ပြီးတော့ဒီနေ့အစီအစဉ်ကြည့်ပေးပါမကြည့်ဘဲတော့ဘဲကောင်းလာမလဲအနာဘဲလာမလားဘာလာမလဲတော့မသိဘူးလား ဲ့တော့မနီကရုပ်ရှင်တကားတင်ဆက်ပြီးသွားပြီ Conjuring နံပါတ်1ဖြစ်ပါတယ်ဒီနေ့မှကတော့အများကြီးပြောမနေတော့ဘူးနံပါတ်2ဘလောက်ဒီကိုန်းတယောက်6ပြမလဲဆိုတာတယ်တယ်တယ်6ပြမလဲဆိုတာကြည့်ရအောင်ပါ Let's go ဒီဖြစ်ပျက်တွေကတော့နယူးယောက်မြို့ရဲ့အမီတာဗီးဆိုတဲ့နေရာလေးမှာဖြစ်ပျက်သွားခဲ့တာပါချိန်ကာလအနေနဲ့ကတော့1986ခုနှစ်ပဲဖြစ်ပြီးတော့အဲ့နဲ့လော်ရင်းဝါရန်တို့လေမယားနှစ်ယောက်ကဖျားတော်အမိန်ရလက်စ်မီသားစုရဲ့မမြင်နိုင်တဲ့ အရာတစ်ခုရဲ့နောက်ဆက်ခံရတယ်ဆိုရင်တိုင်ကြားမှုကိုစစ်ဆေးဖို့ရောက်လာခဲ့ကြပါလိမ့်။လက်စ်မီသားစုပြောင်းလာခဲ့တဲ့အိမ်ကလုံခဲ့တဲ့တစ်နှစ်လောက်ကရွန်နီဒီဗီယိုဆိုတဲ့လူတစ်ယောက်သူ့ရဲ့မိသားစုတစ်ခုလုံးကိုရက်ရက်ဆက်ဆက်တပ်ပစ်ခဲ့တဲ့ဖြစ်ရပ်တွေဖြစ်ခဲ့တဲ့အိမ်ပါပဲ။ရွန်နီကဒီလိုတတ်ခဲ့ရတဲ့အကြောင်းကသူကိုယ်တိုင်တတ်ချင်လို့တပ်ပစ်ခဲ့တာမဟုတ်ပဲနတ်ဆိုးကောင်ရဲ့ထိန်းချုပ်လွှမ်းမိုးမှုကိုခံခဲ့ရတာပါလို့တရားဝင်မှာထွက်ဆိုထားခဲ့။လော်ရင်ကသူ့ရဲ့အကြမ်းမြင်အောင်နဲ့ကြီးလိုက်တဲ့အခါမှာရွန်နီလူတတ်ခဲ့တဲ့မြင်ကွင်းတွေအသေးစိတ်ကိုမြင်လိုက်ရပြီးတော့ ရိုနီရှောက်လဲခဲ့သလိုပဲသူမကိုတတ်ပြစ်သူကိုတတ်ပြစ်ဒီလူကိုတတ်ပြစ်ဆိုရဲထူးဆန်းတဲ့အတန်တွေကခိုင်းစီနေခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ်ဒါတော့လော်ရင်းလဲစိတ်တွေခြောက်ခြားလာပြီးတော့အခန်းနောက်နားမှာသူမကိုဒါဆိုင်ကြည့်နေတဲ့ကလေးလေးတယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီကလေးကလေကားအောင်နာကိုပြေးဆင်းသွားခဲ့ပြီးတော့ဟမ်မမူရသူမကိုတခုခုပြကျင်နေတဲ့ပုံမျိုးပေါက်နေရကြောင်းလော်ရင်းလဲနောက်ကနေပြေးလိုက်သွားခဲ့ပါတယ်အဲ့လိုနဲ့ပဲမြေအောင်ခန်းထဲကိုရောက်လာပြီးတော့အသက်ခံလိုက်တဲ့ကလေးတွေလေးယောက်ကိုတွေ့လိုက်တဲ့ပြင် မှန်တစ်ချက်ကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတာကဒီလားရှင်တရားကြီးဗဲလက်ပဲဖြစ်နေခဲ့ပါတော့တယ်ဗဲလက်ကသူမကိုချက်ချင်းလဲပင်ပြင်းညက်လိုက်ပြီးတော့ပြန်ပြောက်သွားတဲ့အခါမှာသူမရဲ့ယောက်ျားဖြစ်သူအတ္တရာအသက်ခံလိုက်ရတယ်ဆိုရဲအမြင်အာရုံတစ်ခုကိုတွေးလိုက်ရတာပါဒါတော့လော်ရိန်းနဲ့ကြောက်လန့်တကြားခြောက်ချသွားခဲ့ရပြီးမျက်ရည်လဲရွှဲကြီးနဲ့အက်ကိုဖတ်ပြီးတော့ငိုနေပါတော့တယ်အက်ကဘာရင်မြင်ခဲ့တာလဲဘလောက်ထိတောင်ဆိုးွားလို့လဲမိမရဲ့လို့မေးလိုက်တဲ့အခါမှာတော့ငရဲတမျှဆိုးွားလှပါပြီးတဲ့ယောက်ျားရဲ့လို့ပဲပြန်ဖြေလိုက်နိုင်တော့တာပါ ဒီအမှုကတော့အက်နဲ့လော်ရင်းတို့ကို IKI ခါကနာမည်ကြီးကြီးခဲ့တဲ့တကယ်အပြင်ကသဘာဝလွန်အမှုတစ်ခုပဲဖြစ်ပါတယ်ဒီအမှုကတကယ်ဆိုးဝါးလွန်ခဲ့ပြီးတော့ဒီအမှုနဲ့နိုင်ရှင်လိုရလာတဲ့အထိဆိုးဝါးတဲ့အမှုတစ်ခုရှိခဲ့သေးတာပါဒီကိစ္စတွေဖြစ်ပြီး6နှစ်လောက်ကြာလန်ဒန်မြို့မှာ Genesis Ray ကောင်မလေးနဲ့သူ့ရဲ့တငယ်ချင်းတို့ဟာဈေးလိခိုးတောင်းနေကြတော့ဆရာမမိသွားတာကြောင့်ဇူခံရရပါတယ်ကျောင်းစင်းတော့တခြားတန်းကမောင်နှမတွေနဲ့အတူလေးယောက်သားအတူတူကျောင်းကနေပြန်လာခဲ့ကြပါတယ်ဂျန်နဲ့ရဲ့မိကယောက်ျားလှုပ်တဲ့သူနဲ့ကွာရှင်းတာပဲဖြစ်ပြီးတော့ ဖေလုံးတဲ့သူရဲ့အသုံးမချမှုတွေကြောင့်အိမ်စိမ်းနဲ့ကလေးစိတ်တွေအတွက်ပူပန်နေရပါတယ်။ကြားရတဲ့သမီးဖြစ်တဲ့သူကပါဆေးလေးခိုးတောင်းနေတော့ရန်ကုန်တင်းနေပြီးဂျန်နဲ့ပြောင်းလာတာနဲ့တရားဟောပါတော့တယ်။တရားဟောတဲ့အချိန်အလက်ကောင်လေးဘီလီကဘစ်ကစ်ထပ်စားခြင်းသေးလို့ရာသေးလားလို့ကြည်ကြနေတယ်မရဘူးခဲ့ငါတို့မှစောက်ဆန်တဲ့ဗျာမှမရှိတော့ဘူးလို့အော်ငေါက်လိုက်ပါတယ်။ဒါမဲ့အမေဆိုတော့တည်တဲ့အချိန်မှသူမဆေးလေးတောင်းမဲ့ပတ်စံတွေနဲ့ဘစ်ကစ်ဝယ်လာပြီးတော့ဘီလီကိုချော့ပေးလိုက်ပါတယ်။ဂျန်နကတငယ်ချင်းနဲ့အတူတူလှုပ်လာတယ်။ဦးကြပုတ်ပြားကိုအမဖြစ်သူပြလိုက်ပါတယ်။ ဝီဂျာဘုတ်စွာကတော့တရေခေါ်ပြီးတော့မေးခွန်းနေမိတဲ့ကစားနီးတစ်ခုပါချာလီချာလီလိုပေါ့ဗျာဓမ္မနဲ့ဆန်းစောကြည့်ကြတော့အလုံးမဖြစ်တာနဲ့ဘုတ်ကိုကြောင်ထိုးထားပြီးတော့ညီမညောင်လုံးအိတ်လိုက်ကြပါတယ်ဂျန်နကအိတ်နေနဲ့ညာတကောင်ကြီးကျမ်းမြေပေါ်မှာနိုးလာခဲ့ပါတယ်အမဖြစ်သွားတဲ့တကောက်အထုနဲ့အတန်ကိုကြားလိုက်တာကြောင့်နိုးလာပြီးတော့တကောက်ကိုဖွင့်ပေးလိုက်တဲ့အခါဂျန်နကအခန်းထဲဝင်လာခဲ့ပါတယ်တကောက်ဘာလို့ထုညာလဲလို့သူမမေးလိုက်တော့ဂျန်နကဘာတကောက်လဲဘာမထုပါဘူးလို့ပြန်ဖြေလိုက်တာပါအန်နဲ့လော်ရင်းတို့ကတော့ TV စီစဉ်တစ်ခုမှာကျွမ်းကျင်မင်းသားရှင်လိုပဲပြောမလား ။စောက်ဆရာကြီးလို့ပဲပြောမလားဘိုးတော်တယောက်နဲ့သေးတယ်တကယ်ရှိမရှိဆိုတာကိုငင်းခုန်နေကြတာပါ။အဲ့ကအပြင်ဘက်ကနေကြည့်ရင်တမျိုးဆိုရင်ပဲကိုတိုင်းသာတွေးကြုံခဲ့ရမယ်ဆိုရင်သေးတယ်တကယ်မရှိပါဘူးဆိုတာခမားပါဇက်ကထွက်လာမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။သူကဘိုးတော်ခမားဘာတက်လို့လားငင်းနေရလဲလို့မေးလိုက်တဲ့အခါဘိုးတော်ကအကသာကြီးကြောင်းတရားဖို့ဒုံမြိုင်မောင်းတက်ဆရာမလိုပါဘူးလို့ပြန်ဖြေညင်းလိုက်ပြီးလော်ရင်းကိုလည်းအတူယောင်လိန်ညာလေးလို့စော်ကားပုတ်ချလိုက်ပါတယ်။စီစံပြီးသွားတော့အက်ကငါကဘာယူဒါရီသိစီချင်တာချားပြရမယ်ဆိုလို့ရှိရင်စာအုပ်ကြီးတွေကလာပြီးလို့ပြောနေတဲ့အသေးကိုတင်းနေခဲ့ပါတယ်။ ဂျန်နက်ကတော့ crooked man ကောက်ကွေးလူကြီးရဲ့ပုံပါတဲ့အယုတ်လေးနဲ့စော့နေခဲ့ကြပြီးအမေဖြစ်သူကညာနဲ့ညီမလို့အိတ်ကြဖို့လာပြောခဲ့ပါတယ်အဲလိုနဲ့ကလေးတွေအားလုံးအရာဝင်သွားခဲ့ကြပြီးတော့အားလုံးအိမ်မောကြနေကြတဲ့အချိန်မှာအငဲကောင်လေးဘီလီကညာမမုတ်တွေထားမစားပါနဲ့လို့မေးရတားထားတဲ့ဂျားကနေဘီစကစ်တွေသွားခိုးစားနေခဲ့ပါတယ်ဘီလီကဘရင်းမောက်ကနေတဆင့်အပြင်မှာလူမရှိပဲလွှဲရမ်းနေတန်းတစ်ခုမောင်မောင်မဲမဲကြီးတဲကနေလှမ်းပြီးတော့မြင်လိုက်ရပါတယ်ဂျန်နက်ကတော့အိမ်ရင်းနဲ့ရောင်နေပြီးတော့ဒါကငါအိမ်လို့ထပြီးတော့អော်လိုက်ပါတယ် ဒါရှိမဟုတ်ဘူးရှင်မသူလဲဘာဒီလုံးနေရလဲငါဘီလီနဲ့ဆော့နေရလေလို့လူတကိုအတန်အမျိုးနဲ့အမားဖြစ်သူကိုကြောပေးပြီးတော့អော်နေခဲ့တာပါအမားဖြစ်သူလဲနိုးလာပြီးတော့ဂျန်နက်ကိုစောင်းချုံပေးနေပြန်သိပ်ပေးထားလိုက်ပါတယ်ဒါပေမဲ့သူကပြန်ရဖို့လုပ်တဲ့အခါမှာတော့ဂျန်နက်ကပြန်ထလာပြီးဒါငါအိမ်ထွက်သွားကြစမ်းလို့လာပြီးတော့អော်နေပြန်ပါတယ်အမားဖြစ်သူလဲမီးအိမ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ဂျန်နက်တယောက်သူ့ဘာသာသူပဲပြန်အိတ်သွားပါတယ်ဒါတော့မီးအိမ်ကိုမပိတ်တော့ပဲပြန်ရင်းလိုက်ပြီးတော့အပြင်မှာတော့မုံခိုးစားလာတဲ့ဘီလီလဲမုံစားပြီးပြန်အိတ်မှာ ခုနကလေးနေတိမ့်လိုက်တဲ့ရုပ်ကားလေးစီးခုပဲပြန်လာတာကိုတွေ့လိုက်ရပါတယ်ဂျိုနဲ့သူလည်းအယုတ်ကိုသူ့ရဲ့တိမ့်ရင်လေးထဲမှာပြန်သွားတိမ့်လိုက်တော့ကြောက်စရာတန်နဲ့ကြီးနဲ့အော်တန်ကိုကြားလိုက်ရတာကြောင့်ချက်ချင်းပဲအမေအမေသားတဲလေးထဲမှာဘသူလဲမသိဘူးကြောက်တယ်ကြောက်တယ်ဆိုပြီးတော့သွားနှိုးပါတော့တယ်အမေဖြစ်သူလည်းသွားကြည့်လိုက်တော့ဘာမှမတွေ့ရပဲအောက်ထပ်ကိုစင်းကြည့်တဲ့အခါမှာဂျန်နဲ့တောင်နန်းတောင်းကထိုင်ကုန်ဟောင်းကြီးမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်သူမကိုရီလည်းပူနေပြီးတော့နောက်ရမှာတော့မိုးဝါမှာယွာနေရာကြောင့်အမေဖြစ်တဲ့ပက်ကီကကြောင်မသွားခိုင်းတော့ပဲအိမ်ဆောင်ထားထားခဲ့လိုက်ပါတယ် ဂျန်နက်ကအေကန်ထဲမှာ TV ကြည့်နေပြီးတော့ TV line ညာသူ့လူလိုပြောင်းကုန်ပါလေဒါနဲ့သူမလည်း remote light ရှာပြီးတော့ remote ကပျောက်သွားပြီးအဲ့ဒီအချိန်အမေဖြစ်သူစီကနေဈေးတောက်ပြီးလားဆိုတဲ့ဖုန်းကဝင်လာခဲ့ပါလေဒါတော့သူမလည်းတောက်ပြီးပြီမေးအိမ်ုံစောစောပြန်လာခဲ့နော်လို့ပြောလိုက်ပြီးအဲ့ဒီအချိန်ခုနကပျောက်သွားတဲ့ remote ကခန်းတောင်းကထိုင်ကုန်ဟောင်းကြီးဘုံရောက်နေတာတွေ့လိုက်ရပါလေဂျန်နက်တယောက်လည်းဘာတော့ကလို့ကြောင်နေခဲ့တဲ့အချိန်မှာဟာတာကောက်ဖွင့်ကြည့်လိုက်ပြီးမယ်ဘိုးချိန်တာတစ်ခုနဲ့တူ TV line တွေအားလုံးကပြတ်တောက်သွားခဲ့ရပါလေနောက်တော့မီးတွေပါပြတ်သွားပြီးတော့ remote က သူမထိုင်နေတဲ့ခုံပေါ်နေရာကနေခုနကထိုင်ကုန်ဟောင်းကြီးပေါ်ပဲပြန်ရောက်သွားခဲ့ပြန်တာပါအဲချိန်ဘေးနာနေရုပ်တရက်အဖိုးကြီးတယောက်ပေါ်လာပြီးတော့ဒါငါအိမ်လူပြောနေတယ်ပြန်ပြောက်သွားခဲ့ပါလေအဲ့လိုနဲ့ခဏနေတော့မိကပြန်လာခဲ့ပါလေလော်ရင်းတယောက်မနဲ့အစိုးကြီးနိုးလာတော့ဘေးနာမှာအက်ကပြောက်နေရတယ်လိုက်ရှာတဲ့ခါစာကြည့်ကန်ထဲမှာပုံဆွဲနေအက်ကိုတွေးလိုက်ရပါလေအက်ကအိမ်မဆိုးတစ်ခုမှလို့လန်နိုးလာပါလို့ပြောပြလိုက်ပြီးသူဆွဲနေပုံကတော့ဗဲလက်ပုံကြီးပဲဖြစ်နေခဲ့တာပါဒါကြောင့်လော်ရင်းလည်းမျက်နှာပြတ်သွားပြီးဟမ်မိမ ယောက်ျားပစီဆွဲတာညံ့ရတာသိပါတယ်ကွာအဲ့လောက်ကြီးမျက်နှာပြက်စရာမလိုပါဘူးလို့ပြောလိုက်ပါတယ်လော်ရင်းကသူတို့ရဲ့ဟောပြောတာတွေအပနေတာတွေစပ်ပြီးတော့မလုံသိနေဘူးလို့ပြောလိုက်တာပါအဲ့ကဘာလို့လဲလို့မေးလိုက်တော့လော်ရင်းကကျမပြောရင်ယုံပါလားလို့ပြန်မေးလိုက်ပါတယ်ညမရောက်တော့ဂျန်နက်ကအရင်ညတွေကလို့လမ်းထားမဆောင်ကိုကိုကိုကျိုးတွေနဲ့ချီပြီးတော့အိတ်ဖို့လုံနေပါတယ်အဲ့ဒီချိန်ပြင်ပန်းကနေတကားခေါက်တန်းကိုကြားလိုက်ရပြီးဖွင့်ကြည့်လိုက်တော့လေဘယ်သူမှရှိမနေခဲ့ပါဘူးဒါကြောင့်သူမဗေးနာဓာမကြီးကိုယူလိုက်ပြီးတော့ရှောက်ကြည့်လိုက်တဲ့အခါထိုင်ကုန်အဟောင်းကြီးကလုံနေအောင်တွေးလိုက်ရတာကြောင့် ချက်ချင်းပေါ်ပြန်ပြီးတက်ပြီးတော့ဆောင်းကောင်းပြီးချုံအိတ်လိုက်ပါတော့တယ်။သူမဘေးနားကိုလှည့်ကြည့်လိုက်တော့ဘီလိုတကားကြီးကပွင့်နေတာတွေ့လိုက်ရပါတယ်။သူမလည်းကြောင်လုံးလုံးတုံဝင်နေပြီးတော့ဆောင်းချုံပြီးတော့ကြောင်နေတဲ့အချိန်မှာတစုံတစ်ခုကသူမရဲ့ဆောင်းကိုဆွဲလံပြစ်လိုက်ပါတော့တယ်။သူမလည်းအမီတို့ထအော်လိုက်တော့အမားဖြစ်သူကပါနိုးလာပြီးဟဲ့ဘာဖြစ်တာလဲလို့မေးနေတဲ့အချိန်မှာနေအောင်စလုံးရဲ့ဂဒင်းတွေကငါလီလှုပ်လို့တုံလှုပ်နေခဲ့ပါတယ်။ညီမနဲ့ရဲ့အော်တန်ရောက်ပန်ကီကနိုးလာပြီးတော့ခန်းဝါမှာဂျန်နဲ့တို့ကအမေပါကြီးလည်းမသိဘူး။သမီးတို့ခန်းထဲရောက်နေတယ်ဒီမှာကြည့် ။သမီးကိုကြိုက်သွားတာလို့ပြောရင်းနဲ့ပခုံးကကြိုက်ရာကြီးကိုပြလိုက်ပါတော့တယ်။ဘက်ကီလည်းအခန်းထဲကိုသွားကြည့်လိုက်တော့ဘာမှမတွေ့ရပဲ။ဦးဂျာဘုတ်ကြီးကိုတွေ့သွားတာကြောင့်နေလုံးတွေတရေခင်းနေစောလို့အခုလူတွေဖြစ်နေရလို့စူမယ်လုံနေတော့ချီသေး။ဒုံ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 နဲ့ဗီဒိုကြီးတစ်ခုလုံးချွေသွားတာကိုမျက်မြင်ကိုတွေ့ဂျုံလိုက်ရပါတော့တယ်။ဂျုံနဲ့သားမီးတွေလည်းမျက်နှာချင်းဆိုင်ကအင်းကြီးချင်းနေစီသွားလိုက်ကြပြီးတခိုးလားတပတ်လားစစ်စေးပေးဖို့အတွက်ရဲတွေလည်းရောက်လာခဲ့တော့တာပါ။ရဲတွေလိုက်ရှာကြည့်ကြတော့ဘာမှမတွေ့ရပဲပြန်တော့မယ်အလုပ်ကြတော့မှ နိုင်ရန်ကြားတွေကလည်းအတန်အီထွက်နေတာကိုအားလုံးကြားလိုက်ရပါတော့တယ်။နိုင်ရန်ကိုထိုင်ကုန်ခုနားထောင်တဲ့ရဲတွေကလည်းသူတို့ရဲ့မျက်စိရှိမှလည်းထိုင်ကုန်ကသူ့ညာသူပြန်ရွှေ့သွားတော့မြင်လိုက်ရတော့တာပါ။ရဲတွေရာဒီလိုစောက်ဆိုင်ကြီးမကြုံဘူးကြတာကြောင့်ဘုရားကျောင်းကိုအကြောင်းကြားပေးပါမယ်လို့ပြောလိုက်ပြီးတော့နောက်နေ့မနက်မှာတော့လော်ရီနဲ့သူမရဲ့သမီးလေးဂျူရီတို့စောက်ဖက်နေတဲ့အချိန်မှာဂျူရီကရုတ်တရက်ပျောက်သွားခဲ့ပါလိမ့်။လော်ရီနဲ့လိုက်ရှာလိုက်တော့ဂျူရီကအမေအဲ့ဒါဘာကောင်းကြီးလဲလို့ပြောနေတဲ့ဗဲလက်ကြီးကိုလက်ညှိုးထိုးပြနေတာပါ။ဒါကြောင့်လော်ရီနဲ့ဗဲလက်ဝင်သွားတဲ့ခန်းထဲကိုလိုက်ဝင်သွားပြီးတော့ အဲ့ဒီချိန်မှာတချင်းငွေတွေကကောက်ပွင့်လို့သွားခဲ့ပါတယ်။နောက်တော့ပရင်ပေါက်တွေကပိတ်သွားပြီ။ဒီလောက်ရှင်ရိတ်တစ်ခုကအဲ့ဒီရဲ့ပကြီးကားတွေဝင်သွားရင်းနဲ့စတင်၆လန်ပါတော့တယ်။နောက်တော့အဲ့ဒီအောက်တန်ခံလိုက်တဲ့မြေငွင်းကိုမြင်သွားပြီးတော့လန်လို့လာခဲ့ပါတော့တယ်။ဈေးဝယ်ပြီးတော့ပြန်လာတဲ့ပက်ကီးကိုလမ်းမှာ TV producer တယောက်ကသူမတို့ရဲ့အိမ်ချောင်းကိုအစီအစဉ်တစ်ခုရိုက်ချင်တယ်လို့ကမ်းလှမ်းလာခဲ့ပါတယ်။ပက်ကီးကနာမည်မကြီးချင်တယ်လို့စိတ်ဝင်စားလို့ညင်းလိုက်ပေမဲ့ producer ကနာမည်ကြီးသွားရင်ခင်ဗျားတို့ကိုကူညီမဲ့သူတွေပို့ပြီးတော့များလာမှာပေါ့လို့ပြောလိုက်တာကြောင့်အဲ့ဒါကိုလက်ခံလိုက်ရပါတယ်။ ဂျိုနယ်သူရဲ့အစီအစဉ်လေးစတင်ရိုက်ကူးခဲ့ပြီးတော့တဘာဝလုံးဖျက်တွေကိုစုံစမ်းနေတဲ့မာရစ်နဲ့နာနာဘာဝတွေတကယ်မရှိဘူးဆိုတာကိုလက်ခံယုံကြည်ထားတဲ့အနီတာတို့နှစ်ယောက်တွက်ငင်းခုန်စရာတစ်ခုဖြစ်လာခဲ့တာပါမာရစ်ကအနီနာမှာဝိညာဉ်တစုံတရာရှိနေပါသလားဆိုပြီးမေးခွန်းစပြီးတော့မေးလိုက်ပါမေကွန်းနေအများကြီးမေးနေပေမဲ့ပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှုကိုပြန်မရခဲ့ကြဘဲဂျန်နက်ကတော့မေကွန်းတို့ခုပြီးတိုင်းမှာတွန့်လိန်ကောက်ကွေးလာခဲ့ပါလေ။နောက်တော့အတန်အကြီးနဲ့ငါ့ကိုဂျန်နက်လို့မခေါ်နဲ့။ငါကဘေးဝဲခင်အသက်82နှစ်မှာဆုံးခဲ့တဲ့သူပဲလို့ပြောလိုက်ပါတော့တယ်။ ဒါကြောင့်မာရစ်ကခမရတို့ဘလို့ဆုံးသွားတာလေလို့မေးလိုက်တဲ့အခါမှာကျုံမျက်စီတွေကန်းပြီးတော့အုံနောက်သွေးတော်တွေပြတ်ထွက်ဟိုနားမှာမြင်လာအဲ့ဒီထိုင်ကောင်မှကျုံသေးခဲ့ရတာပဲလို့ပြောလိုက်တော့တာပါဘာလို့ဖို့စူးစမ်းနေရလဲလို့မာရစ်ကမေးလိုက်တဲ့အခါမှာကျုံကဒင်းတို့အော်တန်တွေကိုကြားချင်နေတာလို့ပြောလိုက်ပါတယ်အဲ့ညာအိမ်ကြီးကျွန်းနေရဲ့အိမ်မှာမိသားစုလိုက်သွားပြီးတော့အိတ်ခဲကြပါတယ်ညာဘက်ရောက်တော့ဘီလီကနိုးလာပြီးတော့သူ့ရဲ့ခွေးလေးဘာလို့ကိုလိုက်ရှာတဲ့ချိန်မှာအခန်းကောင်ကိုဖွင့်ပေးလိုက်တဲ့အခါမှာခွေးလေးတကောင်ပုံစံနေတယ် တွန်လင်ကောက်ကွေးနေလူကောက်ကွေးကြီးဖြစ်ပြောင်းလဲသွားပြီဘီလီကိုတဖို့調査ပါတော့တယ်အဲ့လိုနဲ့ဘီလီလည်းပန်ကီတို့ပြေးနှိုးလိုက်ပြီးတော့အမေလူကောက်ကွေးကြီးရောက်လာတယ်လူကောက်ကွေးရောက်လာတယ် ਨੇ ပြောပြနေတဲ့ချိန်အပြင်ဘက်ကနေအိမ်ထဲကိုဖြည်းဖြည်းချင်းဝင်လာတာကတော့တခြားသူမဟုတ်ပဲဂျန်နဲ့ဖြစ်နေခဲ့ပါတယ်လူကောက်ကွေးကြီးပူကတ်ခံရတဲ့သူမကမိအိမ်တွေမိသေးတွေအကုန်လုံးကိုဖောက်ခွဲပြစ်လိုက်ပြီးတော့ကြောက်စရာအတန်တကြီးနဲ့တူတတိလက်သွားခဲ့ပါတော့တယ်နောက်နေ့မနေ့မှာတော့အက်နဲ့လော်ရိန်းတို့စီကိုဘုရားအကြောင်းကဖာသာတယောက်ကဂျန်ရဲ့အင်တာဗျူးတိတ်ခွေကိုလာပြီးတော့ဖွင့်ပြခဲ့ပါတယ် အတန်မဲကြတော့အက်ကကြည့်ရတာအဖိုးကြီးတောက်ဘူးကခံရတာထင်တယ်ဟုတ်လားလို့မေးတဲ့အခါမှာဘဲဦးမလဲဗျာဒီအတန်17နှစ်ရွယ်ကလေးမလေးစီကလာတာလို့ဇိုလိုက်တာကြောင့်အက်တယောက်လည်းအန်အောပနန်းဖြစ်သွားခဲ့ရပါတယ်တကယ်တော့ဒီအမှုကလူသိရှင်ကြမီဒီယာတွေမှာတအားကိုနာမည်ကြီးနေတဲ့အတွက်ဖះเจ้าကဒီအမှုကိုဟိတ်ဟန်လုပ်နေတဲ့အတူရောင်တွေနာမည်ကြီးရှင်လို့ဂွင်ဖန်နေကြတဲ့ဟာတွေလို့တန်တရားဝင်နေခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်အက်တိုကိုဖာသာက၃ရက်လောက်အမှန်တကယ်ဟုတ်မဟုတ်သွားပြီးတော့စစ်ဆေးပေးစီခြင်းနေတာဖြစ်ပြီးတော့လော်ရင်ကညင်းလိုက်တာကြောင့်ဖာသာပြန်သွားတဲ့အခါမှာ ိမဒါကဘာဖြစ်ရလဲကိုတို့အကူကြီးလုံနေသူတွေကိုဘယ်တော့မှငိမ့်ဘူးလို့လဲလို့အက်ကမေးလိုက်ပါတယ်အက်ကလော်ရင်းကရှင်မသိပါဘူးလုံငယ်တဲ့ချောင်းနဲ့အမှုတော်ကရှင်သေးသွားတဲ့မြင်ကွင်းကိုမြင်ခဲ့ရတယ်ရှင်ဆွဲခဲ့တဲ့ပုံနဲ့ကအရာကြီးကတကယ်ရှိတဲ့နတ်ဆိုးတကောင်ပဲအန်ရယ်များလို့နေရှင်သေးလိမ့်မယ်စမလုံးကြရအောင်မလို့တားလိုက်ပါတယ်ဒါပေမဲ့အက်ကတော့မင်းရဲ့အမြင်တွေကဖျားပေးတဲ့လက်ဆောင်တွေပါမိမ့်ပါရဲ့ကိုသေးတော်မင်းမြင်ခဲ့ရတယ်ဆိုရင်ဒါရှောင်လွဲလို့ရအောင်တတိပေးတာတခုပဲမဟုတ်လားကိုရောငကြောက်တီမဟုတ်ဘူးလေလုံကြရအောင်မလို့ချော့ပြီးတော့ပြောလိုက်တဲ့အခါလော်ရင်းက ဒါဆိုရင်စစ်ဆေးဦးမယ်စစ်ဆေးမယ်လို့ဂရီဘေးလို့ပြောလိုက်တာလုံဖို့အတွက်လက်ခံလိုက်ပါတော့တယ်။နောက်တော့သူတို့နှစ်ယောက်လည်းမာရစ်နဲ့အတူတူဂျန်နဲ့အင်ကိုရောက်လာခဲ့ကြပါတယ်။မာရစ်ကပက်ကီနဲ့အက်တိုလေမြောင်းကိုမိတ်ဆက်ပေးလိုက်ပြီးတော့အိမ်ထဲကပစ္စည်းတွေအားလုံးကလို့လူကောက်ကွေးကြီးတောင်းကျမ်းလာလို့စုပ်ပြတ်သက်ရှုပ်ချက်ခန့်နေခဲ့ပါပြီ။အိမ်ထဲမှာတော့ဘေးအနွေလာပေးကြတဲ့လက်ဝဲတိုင်တွေအများကြီးကိုကတ်ထားတာတွေ့လိုက်ပြီးတဲ့နောက်အက်ကအလုပ်ဖြစ်သွားလာလို့ပြီးတော့မဖြစ်ပါဘူးခုဒီညတိုင်းစူညာနေတော့မယ်လို့ပြန်ပြောလိုက်ပါတယ်အက်တယောက်ထဲမှာလိုက်ကြည့်နေကြတဲ့အချိန် လော်ရင်းကတော့ဒန်းစီနေတဲ့ဂျန်နက်ကိုစကားသွားပြောကြည့်နေခဲ့ပါတယ်ဂျန်နက်ကဘာစကားတစ်ခုမှပြန်မပြောတာကြောင့်လော်ရင်းကအန်ဒီငငယ်ရလီအန်ဒီမေဆေးုံတက်နေအောင်သွားကြည့်တော့အဲ့မှာကောင်းကင်တမန်တော်တစ်ပါးကိုတွေ့လိုက်ရတယ်ဒါမဲ့အန်ဒီသူများတွေကိုပြောပြတော့ဘသူမှမယုံကြည်ကြဘူးလို့ပြောလိုက်ပါတယ်အဲ့တော့မှဂျန်နက်ကစိတ်ဝင်စားလာပြီးတော့လော်ရင်းကအန်ဒီသမီးကိုနားလေပါတယ်ကွယ်သမီးပြောသမျှကိုဘသူမှမယုံကြဘူးမလားသမီးလုံးတင်တာလူတယောက်ရင်ဖွင့်လိုက်အောင်ပါပဲလို့ပြောလိုက်ပါတော့တယ် ဂျန်နက်ကကိုရင်ဖွင့်လိုက်တဲ့လူတွေကယုံရမျှကိုဘယ်လိုလုပ်သိနိုင်မှာလဲအန်ဒီလို့ပြန်ပြီးတော့မေးလိုက်ပါတယ်။လော်ရင်းကမသိနိုင်ဘူးလေသမီးရယ်။အန်ဒီလူမားတွေကိုယင်ဖွင့်ခဲ့ပြီလို့နာကျင်ခဲ့ရတယ်။ဒါမဲ့နောက်တော့အကြာကြီးနေမှာအန်ဒီကိုယုံကြည်တဲ့လူတယောက်ကိုတွေးလိုက်တာပေါ့လို့ပြောပြလိုက်ပါတယ်။ဂျန်နက်ကတွေးလိုက်တော့ဘာဖြစ်သွားလဲလို့ဆက်ပြီးတော့မေးတဲ့အခါလော်ရင်းကအန်ဒီယူပြစ်လိုက်တာပေါ့လို့ပြောရင်းနဲ့ပြုံးနေခဲ့ပါတယ်။ဂျန်နက်ကသူမအိတ်မပြောတာတွေများလာလို့အယောင်ပင်ပန်းနေတယ်လို့ပြောပြနေခဲ့ပါတယ်။လော်ရင်းကအတန်းလေးကိုဘယ်အချိန်မှကြားရတာလဲသမီးလို့မေးလိုက်တဲ့အခါ အချိန်တိုင်းမှာပဲလို့ဂျဲနက်ကပြန်ဖြေရှာပါတယ်။သူမက"သူကအန်ဒီကိုဒုက္ခပေးခြင်းတယ်လို့ပြောနေသေးတယ်"လို့ပြောပြလိုက်ပြီးလော်ရင်းကဘယ်တော့မှပြောတာလဲသမီးလို့မေးတဲ့အခါခူလေးနေပြောလိုက်တာအန်ဒီလို့ပြောလိုက်ပါတော့တယ်။နောက်တော့အက်နဲ့လော်ရင်းတို့ကဂျဲနက်ကိုကောက်ကွေးလူကြီးတေသွားတဲ့ထိုင်ကုန်မှာထိုင်ခိုင်းပြီးတော့ဆက်သွယ်ကြဖို့လှုပ်ပါတော့တယ်။အက်ကအတန်ဖန်းဆက်ကိုဖွင့်လိုက်ပြီးတော့ဝိုင်းနားထောင်နေကြတဲ့အခါသူ့ကိုစိုက်ကြည့်နေရင်စကားပြောမှမဟုတ်ဘူးလို့ဂျဲနက်ကပြောလိုက်ပါတယ်။ဒါကြောင့်သူတို့လည်းကြောပေးလိုက်တဲ့အခါကျတော့မှမီးတွေလည်းပြတ်သွားပြီးဂျဲနက်ကအတန်နဲ့ကြီးနဲ့ ငါလာပြီလို့စပြီလို့ပြောလိုက်ပါတော့တယ်အက်ကမင်းကဒီအိမ်ကိုနှောက်ဆက်နေအကောင်ပေါ့လို့မေးတဲ့အခါငါနှောက်ဆက်တယ်ဟဲ့လားလို့ပြန်ပြောလိုက်ပြီးငါဘသူလဲမင်းသိလားလို့ထပ်မေးလိုက်တဲ့အခါမင်းကအက်လီလို့ကောက်ကွေးလူကြီးကပြန်ဖြေလိုက်ပါတယ်အက်ကလူရင်းဝယ်ပြောမယ်လို့ပြောလိုက်ပြီးတော့ဒီမိသားစုဘာလို့နှောက်ဆက်နေရလဲလို့မေးလိုက်တဲ့အခါမှာဒီအိမ်ကငါအိမ်မို့လို့ပဲလေကွာဆိုရဲအက်ကွဲကွဲအတိုင်းနဲ့ပြန်ဖြေနေပါလေငါငါမိသားစုစီကိုလာတာဒါမဲ့သူတို့ကမရှိကြတော့ဘူးအဲ့လိုပြောနေပြီးတော့မရှိမင်းအစွဲတွေချွတ်တော့လေကွာ အဲ့ဒီလိုအက်ကပြန်ပြောလိုက်ပါတယ်အစွေးချွတ်တိုင်းငါချွတ်ရမှာလားလို့ကောက်ကွေးလူကြီးကမေးလိုက်တဲ့အခါမှာမင်းကကောင်းကင်ဘုံမသွားချင်ဘူးလားလို့အက်ကပြန်မေးလိုက်တော့ငါကနတ်ပြည်တက်မဲ့ကောင်းမမဟုတ်တာလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီမေးခွန်းတွေကိုဖြေနေတဲ့ဂျင်းနဲ့မျက်နှာသေးချာတော့မမြင်ရပေမဲ့ရှေးလက်မျိုးကြီးနဲ့ကြောက်စရာကြီးဖြစ်လို့နေပါတယ်အက်ကလဝက်ကတိုင်ဆွဲကြိုးလေးကိုပြလိုက်တော့ကိုကြီးအဲအဲ့ဒါကသွားကွင်းပေးဆိုပြီးတော့တပိုင်းတစားတွေပြောရင်းနဲ့ပြန်ထွက်သွားခဲ့ပါတော့တယ် အမေရိကန်တို့အက်ကဂျန်နက်ကိုဆဲဩကာတစ်ခုဖြစ်နေတာမဟုတ်ရင်လိန်ညာရီတာဖြစ်မယ်လို့ထင်နေကြတာပါလော်ရင်ကတော့သူမရဲ့စိတ်ထဲမှာဒါကနာနာဘဝတွေနဲ့ပတ်ကိုပတ်သက်နေရလို့ပြောနေပြီးဘာမှတော့မသေးကြသေးလို့ပြောကအိယာဝင်ခဲ့ကြပါလိမ့်ဂျန်နက်ကညာဘက်တွေကိုလမ်းထားမဆောင်ကိုကိုကိုကျိုးတုတ်ပြီးတော့အိတ်ဖို့လုပ်နေခဲ့ပါလိမ့်ဒါမဲ့ကျိုးမတုတ်စေချင်တာမလို့ပက်ကီကချောသိပ်ပါမယ်လို့ပြောလိုက်ပြီးဂျန်နက်ကဟိုနေ့ကဆေးလေးတောက်တဲ့ကိစ္စမှာသူမတစ်ဖွာလေးမှမတောက်ခဲ့ပဲတကယ်ချင်းကတောက်နေအောင်ကြည့်နေတော့မှဆရာမမိသွားတာပါလို့ပြောပြလိုက်ပါလိမ့် အဲ့လိုနဲ့ညသကောင်ကြီးမှနိုးလာတော့သူမအေကန်းတွေကမျက်နှာကျမှကန့်နေခဲ့ပါတယ်အခန်းတော်ထိုင်ကုန်ကြီးမှလည်းဖိုးကြီးတောက်ထိုင်နေတာတွေ့လိုက်ရပြီအဖိုးကြီးထားထွက်သွားတဲ့ချိန်မှာသူမလဝကတိုင်တွေကတ်ထားတဲ့ခန်းထဲမှာလန်နိုးလာခဲ့ပြန်ပါတယ်ခန်းထဲကလဝကတိုင်တွေကဇောက်ထိုးကြီးလဲကုန်ကြပြီးတော့အဖိုးကြီးတောက်ရုတ်တရက်တိုက်ခိုက်လာပါတော့တယ်သူမရဲ့အော်သံကြောင့်ပက်ကီကနိုးလာပြီအခန်းထဲကိုလာကြည့်တဲ့ချိန်မှာဂျန်နဲ့တူဖြူပတ်ဖြူအဖိုးကြီးကိုပါတွေ့လိုက်ရပါတော့တယ်နောက်တော့အက်နဲ့လော်ရင်းတို့ပါရောက်လာပြီးတော့တကားတော့ခတ်ထားတာကြောင့် တော့အပြေးယူပြီးတော့ဖြွင့်လိုက်တဲ့အခါသူမကတယောက်ထဲလိုက်ကနဲ့လုံးထွေးပြီးအော်ခင်းနေတာကိုတွေးလိုက်ကြရပါတော့တယ်ဘက်ကီကကျွန်မကြောက်စရာကောင်းတဲ့လူတယောက်ကိုတွေးလိုက်ရတယ်လို့အက်ကိုပြောပြနေပေမဲ့သူတို့တန်တရားတွေဝင်နေပြီးတော့လဝကတ်တိုင်လေးနည်းနည်းလေးလှုပ်သွားတာကိုတော့လော်ရင်းတယောက်ကသာသတိထားမိလိုက်တာပါနောက်နေ့မှာတော့ဂျဲနဲ့ဇလန်းကိုအက်တို့အစာဆုံးပြန်လဲပြီးတော့သုံးသပ်နေကြပါတယ်မာရီစုံစမ်းကြည့်တော့ဂျဲနဲ့ပြောပြတဲ့အတိုင်းပဲဘေဝဲကင်းဆိုတဲ့ဖိုးကြီးကလုံခဲ့တဲ့နှစ်တွေအများကြီးကအုံနောက်သွေးကြောပေါက်သေဆုံးလို့သွားခဲ့တာဖြစ်ပြီး တကယ်ပဲပူးကပ်နေတာလားဆိုတာကဝေခွဲများဖြစ်နေခဲ့ကြပါတယ်။အနီတာတော့ပူးကပ်ပြီးပြောတာမဟုတ်ပဲဘေးငါလူတွေစီကနေတိတာဖြစ်ရမယ်လို့ဖိမ့်ပိတ်ညင်းနေကြတာပါ။စကားမပြောနိုင်အောင်ရေတွေငုံခိုင်းထားတာတော့အတန်တကြီးနဲ့စကားပြောနေနိုင်အောင်ဘလို့ဖြေရှင်းချက်ပေးမလဲလို့မာရစ်ကမေးလိုက်တဲ့အခါရေတွေကိုထွေးပလိုက်ပြီးတော့ပြန်မလဲကြည့်ခင်မှာပြန်ငုံထားအပြင်းပါပေါ့လို့အနီတာကပြောလိုက်ပါတယ်။ပြီးတော့ဘက်ကီယာအခုလက်ရှိမှာအစိုးရစီကနေအိမ်သစ်တလုံးတောင်းဖို့ဖောင်ရှောက်ထားတာကြောင့်အိမ်သစ်လိုချင်လို့ဂွင်းစင်းနေစွာက ဝိညာဉ်ပူးကပ်ပြီးတော့နှောက်ရက်ပါတယ်စကားပြောနေပါတယ်ဆိုတဲ့ယုတ်တိပူရှိနေတာကြောင့်သူလောသူလောတွေအကုန်လုံးဖြစ်ကုန်ကြပါတော့ဒါမဲ့လက်ရှိမှာခိုင်လုံတဲ့တပ်တွေထောက်ထားတွေမရှိသေးတာကြောင့်နောက်ထပ်ဆောင်းကြည့်ဖို့ပဲလှုပ်လိုက်ကြပြီးဒီကပြန်ကလေးတွေအတွက် Elvis Presley ရဲ့တချင်းငွေတွေနဲ့လက်ဆောင်လေးတွေဝယ်လာလိုက်ကြပါတယ်လော်ရင်းကအကြောင်းမှအနိုင်ကျင့်ခံရရင်ဘာလို့မှမလဲလို့မေးတဲ့အခါဘီလီကကိုချော့ဘော်ကိုရက်ပြီးတော့ပြန်တိုက်ရမှာပါလို့ပြန်ဖြေလိုက်ပါတယ်အိုက်ကအက်ကဟုတ်တယ်သားတို့သမီးတို့ဒီနန်ဆိုးကဂျဲနဲ့ကိုအနိုင်ကျင့်နေတာ မင်းတို့အတူတူရက်တည်ပြီးတော့တိုက်ခိုက်ပေးကြမယ်နော်လို့ကလေးတွေအားရှိအောင်ပြောပေးလိုက်ပါတယ်။ဝယ်လာတဲ့သချင်းငွေတွေကဖွင့်လို့မရတာကြောင့်အက်လေအိမ်မှာရှိတဲ့ဂီတာနဲ့ Avis ရဲ့ Campaign Falling Love ဆိုတဲ့သချင်းလေးကိုစိုးပြခဲ့လိုက်ပါတယ်။အဲကနေစလို့အက်တို့အဖွဲ့လေဂျန်နဲ့ရဲ့အိမ်မှာနေရာအောင်ရှုထောင့်အောင်ကိုလျှက်တပြက်ကင်မရာတွေနဲ့အချက်ပြကရိယာတွေပို့တိုးပြီးတော့တိုးချဲ့တက်ဆင်လိုက်ပါတယ်။အက်ကရေပိုက်ပြင်နေတော့မှဂျန်နဲ့ကရောက်လာပြီးတော့ဘာလို့လူတွေကိုကဲတင်ပေးနေတာလဲဦးလေးကြီးလို့လာပြီးတော့မေးခဲ့ပါတယ်။အဲကအက်ကသမီးငယ်ငယ်ကဂရင်းအောက်ကတရေကြီးထွက်လာမှာဦး ြောက်ခဲ့ဘူးတယ်မလားလို့ပြန်မေးပါလေဦးရဲ့ကလေးအောင်မှတရားကြီးကတကယ်ရှိနေခဲ့တာကွာဦးကကြောက်လို့ထွက်ပြေးတော့ဦးဖေဖေကဟျောက်မပြေးနဲ့မင်းလာစမ်းလို့ပြောပြီးတော့ကလေးအောင်တဲ့ကိုထိုးထည့်နေအကြောက်တရားကိုရင်ဆိုင်တောင်းတင်ပေးတယ်လေးလို့ပြောပြလိုက်ပါလေနောက်တော့ဦးလေးလည်းလဝက်ကတိုင်ဆွဲကြိုးလေးကိုယူပြီးတော့တရားကြီးကိုမင်းမသွားရင်မင်းဖေကိုစောင့်ခံပေးလိုက်မယ်လို့ပြောပလိုက်တာအဲ့ဒီကနေစပြီးတော့ဦးလိုကြောက်နေတဲ့သူတွေကိုကူညီချင်သွားတာပဲလို့ပြောပြလိုက်ပါလေဒီုံနဲ့တရားမှာတော့ဦးကိုယုံကြည်တဲ့အမျိုးသမီးလေးတယောက်ကိုတွေ့ခဲ့ဦးသူ့ကိုဘာလို့လိုက်လဲတီလားလို့မေးလိုက်တော့ဂျန်နက်က ဥယူပြစ်လိုက်တယ်မလားလို့ပြောလိုက်တာနဲ့နှစ်ယောက်သားပြုံးစည်းစီဖြစ်နေခဲ့ကြပါတယ်ဒီလိုနဲ့အက်လဲရေပိုက်ပြင်းပြီးတော့မြေအောင်ခန်းနဲ့ရေတွေစိတ်နေတဲ့ကိစ္စကိုပါလှုပ်ပေးရပါသေးတယ်အပြင်မှာတော့မားစ်ကသူဒီလိုဝိညာဉ်တွေကြောင်းလေ့လာနေတာဟာလွန်ခဲ့တဲ့ခုနှစ်နှစ်ကဆုံးသွားတဲ့သူ့ရဲ့သမီးလေးနဲ့ဆက်သွယ်ခြင်းလို့ပါလို့လော်ရိန်းကိုပြောပြနေခဲ့ပါတယ်အက်ကရေပိုက်ပြင်းတဲ့အချိန်မှာနောက်ကနေကောက်ကွေးလူကြီးကရောက်လာပြီးဘေးနားနေဓာမီထိုးပေးနေပက်ကီကမြင်သွားတာကြောင့်သတိလန်းပေးဖို့လှုပ်တဲ့အခါရုတ်တရက်ဖခင်ပျောက်သွားပါတယ် ။နောက်တော့ရေတွေကနေပါကီးကိုဆွဲချဖို့လုပ်နေပြီးတော့သူမလက်ကိုလမ်းကိုက်ပြစ်လိုက်ပါလေ။အိုက်ကရေရွှေရှာနေတဲ့အောက်ကိုနှိုက်ကြည့်လိုက်တော့အထဲမှာအန်ကတ်တစ်ခုကိုတွေ့လိုက်ရပါလေ။အဲ့ချိန်ပြဲမမဂျဲနက်ကမိဖို့ကြောင့်တွေကလူကြောက်ကိုတွေ့လိုက်ပြီးဂျိုနီကအဲ့ပြောခဲ့တဲ့စကားတိုင်းဖိုင်တာလုံပြီးသွားချမယ်လို့ပြောကအထဲကိုဝင်သွားခဲ့ပါလေ။ဂျိုနီလည်းအထဲကိုရောက်သွားရောဂျဲနက်ကပျောက်သွားပြီးတော့ဂျိုနီကိုဓာတ်နဲ့ထိုးဖို့လုပ်ပါတော့လေ။နောက်တော့ထိုင်းကုန်းလေးစွဲတွေအကုန်လုံးတစားသည်ဖြစ်ကုန်ပြီးဂျဲနက်ကတော့ဘီရိုတစ်ခုထဲမှာခွေကောက်နေပြီးတော့ငေါ့မပေးငေါ့မပေးနဲ့ဆိုပြီးတော့တပိုင်းတစားတွေအော်နေခဲ့ပြန်ပါလေ။ အက်ကလဝကတိုင်ကိုပြလိုက်တော့မှငြိမ်ကြသွားခဲ့ပြီးတော့ဖွက်ထားတဲ့ဗီဒီယိုသက်သေတွေရဂျန်နက်ကဟန်ဆောင်တွေလဲစွာကိုတီသွားခဲ့ကြပါတော့တယ်တကယ်တော့သူမထိုင်းကုန်းလေးစပွဲတွေကိုလွတ်ပြေးရိုက်ခွဲပြီးတော့နာနာဘာဝလိုလိုတည်းအလိုနဲ့လုံနေခဲ့တာပဲဖြစ်နေခဲ့ပါတယ်ဒါကြောင့်အက်တိုလဲစိတ်ပြတ်သွားခဲ့ကြပြီးတော့ဘက်ကီကလည်းသူမကိုမယုံကြည်ကြလို့စိတ်ဆိုးသွားကမောင်းထုတ်ပြလိုက်ပါတော့တယ်အက်တိုထွက်သွားတာတော့ဂျန်နက်ကအိမ်ထဲကနေမျောလင်းအားကိုးတဲ့အကြည့်တွေနဲ့ကြည်နေခဲ့တာပါလော်ရင်ကလည်းတကူတော့မားနေပြီဆိုတော့ခံစားမိနေပြီမောင်နှမတွေကဘာလို့လိန်လိုက်တာလဲလို့ဂျန်နက်ကိုမေးကြတဲ့ခါမှာတော့ တမီးမမလိန်သူကအားလုံးကိုတပ်ပြည့်မယ်လို့ပြောလို့လေလို့ပြောပြလိုက်ပါတော့တယ်လော်ရိန်တို့ကတော့အင်္ဂလန်ကိုပြန်မဲ့ယထာဘုံရောက်နေခဲ့ကြပါပြီအဲဒီမှာအက်ကစိတ်ကူးတစ်ခုရသွားပြီးတော့ဂျန်နစီကလည်းရခဲ့တဲ့ဒပိုင်းနစအတန်ဖိုင်နှစ်ခုကိုတဆက်တည်းဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့ကဲကြပါအဲ့ဒီယာစီကကျုပ်ကိုမလွတ်ပေးဘူးလို့ပြောနေခဲ့တယ်ဆိုတာကိုတီးသွားခဲ့ကြပါတော့တယ်လော်ရိန်အောင်တွေကလည်းအမောင်ကျသွားပြီးတော့ကောက်ကွေးလူကြီးဘေးစီကိုရောက်သွားခဲ့ပါတော့တယ်ဘေးကသူ့ရဲ့မိသားစုတွေနဲ့တွေ့ချင်းယုံပါပဲလို့ပြောနေခဲ့ပြီးတော့ ်အခုတော့ပြန်မလို့လုပ်ပြီမဲ့အဲ့ရာကြီးတောင်ပြန်လို့မရတော့လို့ပြောပြလိုက်ပါတယ်ဒီတကားလုံးကနည်းနည်းပလတ်ကျွချင်စရာကောင်းနေတဲ့အတွက်ကျွန်တော်မြ мян လေးနဲ့နားလိုက်လို့အောင်ရှင်းပြမယ်ဆိုရင်ဖဲလက်ကအဲ့နဲ့လော်ရီတို့ကိုသကွန်ဂျူရင်းဝမ်းမှာစားတွေ့ခဲ့တဲ့အချိန်ကလေးကသူ့ရဲ့အဂျန်စီတွေကိုနှောက်ရှက်မဲ့သူတွေဖြစ်နေတာကြောင့်အရန်ကိုမုံတီးလို့သွားခဲ့ပါတယ် Sister Irene နဲ့ Lorraine တို့အမျိုးတော်ကြတော့တနန်းတူးထဲမှာလည်းတွေ့ခဲ့ကြပြီးပါပြီ။ Crew Velvet ကပြန်လာပြီးတော့ Lorraine ရဲ့အားနည်းချက်ဖြစ်တဲ့ Echo တပ်ဖို့အတွက်ဘေးရဲ့ဝိညာဉ်ကိုကျန်းတဲ့ထဲမှာဝင်ပူးခိုင်းခဲ့တာပဲဖြစ်ပါတယ်။ အဲလိုဝင်ပူးလိုက်မှာအက်နဲ့လော်ရင်းတို့ကို JNC ခေါ်လာလို့ရမှာဖြစ်ပြီးတခြားနတ်ဆိုးဟန်ဆောင်ကတပ်ပြစ်လို့ရမှာပဲဖြစ်ပါတယ်။ကောက်ကွေးလူကြီးကလည်းကျွန်တော်ထင်ထားခဲ့သလိုဘေးမဟုတ်ခဲ့ပဲ Valet ပဲဖြစ်နေခဲ့တာပါ။နည်းနည်းလေးဆက်ရှင်းပြရမယ်ဆိုရင် Valence ရာက18ရာစုဒန်နိုင်တွေမှာလူပြောများတဲ့နတ်ဆိုးတကောင်ပါ။ဒီလားရှင်ဖြစ်နေအသွေယူထားတယ်ဆိုတာဘုရားကျောင်းတွေသွားနိုင်အောင်နဲ့ဘာသာရေးနဲ့လူတွေရဲ့ယုံကြည်မှုကိုစော်ကားခြင်းလိုပဲဖြစ်ပါလိမ့်။ခုတော့သူကဘီလီရဲ့ယုံလေးတဲ့ကကောက်ကွေးလူကြီးဆိုတဲ့ဇက်ကောင်ပုံစံကိုအသွင်ယူပြီးခြောက်လှန့်နေခဲ့တာပါ။ မရှင်းအောင်ရှင်းလဲကွန်မန်တိုင်းမှာမေးခဲ့လို့ရပါတယ်ရှင်းတဲ့သူတွေလည်းဝိုင်းပြီးတော့ဖြေပေးကြပါဦးခုတော့ရုပ်ရှင်ကောက်ဆက်သွားမယ်ဆိုရင်တော့ဗဲလက်ကိုဘလို့တားမလဲလို့လော်ရင်ကမေးလိုက်တော့ဘေးကဗဲလက်ကိုကြောက်နေတာကြောင့်ဘေးဒီတစ်ခုအနေနဲ့ပဲပြောပြခဲ့ပါတယ်အဲ့ဒီဘေးဒီကတော့မွေးကလေးကရှိနေတယ်မတောင်းဆိုပဲရလာတယ်သေဒီထီလည်းရှိနေမယ်ဆိုတာပါပဲဘေးနဲ့စကားပြောနေတဲ့ဗဲလက်ကရုပ်တရက်ပေါ်လာတာကြောင့်လော်ရင်လည်းလက်ပြီးတော့သတိပြန်ရလာခဲ့ပါတယ်ဘက်ကီကတော့ဝမ်းနေလို့လို့ငိုနေပြီးတော့ဂျန်နက်ကအပူခံပြီးတော့တောင်းကြနေတာကြောင့်ကြောက်ကြောက်နဲ့ထွက်ပြေးခဲ့ကြပါတယ် ကလေးတွေကိုပြင်ထုတ်လိုက်ပြီးတော့ဂျန်နက်ကိုပြန်သွားခေါ်မယ်လို့တော့တကားတွေကပိတ်သွားခဲ့ပါလေ။ကားပေါ်မှာတော့အက်ဒိုကမာရစ်ကိုပြန်ခေါ်လာပြီးကောက်ကွေးလူကြီးရောဘေးရောမဟုတ်တဲ့အရာတစ်ခုအဲ့ဒီမှာရှိနေတယ်လို့ပြောပြလိုက်ပါလေ။လော်ရင်တယောက်ဘာကူမှအအောင်မရခဲ့တာကနတ်ဆိုးစွမ်းရင်တစ်ခုနဲ့ဖုံးကွယ်ထားလို့ပဲဖြစ်ပါတော့တယ်။ဘေးပြောသွားတဲ့ဘေးဒီကိုအက်ကိုပြောပြတော့အဲ့ဒီအဖြေကနာမည်ပဲလို့ပြောလိုက်ပါတော့တယ်။ကြောကျင်တဲ့အထိပယ်ကတော့နတ်ဆိုးရဲ့နာမည်ကိုသိသွားရင်ချက်ချင်းတုတ်တင်ပြစ်လို့ရတယ်ဆိုတာကိုပါဒါမဲ့နာမည်ကိုသိဖို့နေသသာဘာကောင်ကြီးများတော့မသိကြသေးလို့တိုင်ပတ်နေခဲ့ကြပါရဲ့ ဒီလိုနဲ့သူတို့လည်းပက်ကြီးရဲ့အိမ်ကိုပြောင်းလာခဲ့ကြပြီးအက်ကပရင်းပေါက်တွေခွဲပြီးတော့ဝင်ဖို့လုပ်ပေမဲ့ဘီလိုကြီးကလွင့်လာကြောင်းဝင်လို့မရဖြစ်သွားခဲ့ရပါလေဒါတောင်သူကအနောက်ကနေပတ်ပြီးတော့ဝင်ဖို့လှုပ်လိုက်ပြီးတော့နမိတ်ကိုကြုံမြင်ထားတဲ့လော်ရင်းကတော့စိတ်ပူနေရကြောင်းမသွားနဲ့လို့တတို့တို့လန်တာနေခဲ့ပါလေအက်တယောက်တည်းကိုရောက်သွားနေတကားတွေကပြန်ဖွင့်လို့မရတော့ပဲလော်ရင်းကမသွားပါနဲ့ယောက်ျားရဲ့ကျမကိုစောင့်ပေးပါတောင်းပန်ပါလေလို့မျက်ရည်တွေနဲ့တောင်းဆိုနေခဲ့ပေမဲ့ဂျန်နက်ကသူမမကဲနတ်ဆိုးစာမိတော့မှမလို့ဘာမှမပြောတော့ပဲအထဲကိုစောက်ဝင်သွားခဲ့လိုက်ပါလေ အထဲကိုရောက်တော့ရေဘူးပိုက်ကြီးကပေါက်သွားတာကြောင့်မျက်စိကိုရေနှွေးဘူးတွေဆင်းသွားခဲ့ရပါလိမ့်။ဒါကြောင့်သူလည်းမမုံမွားွားနဲ့ဂျဲနဲ့နာမည်ကိုလမ်းခေါ်နေပြီးတော့သူ့ရဲ့ဘေးနားမှာကောက်ကွေးကောင်ရှိနေစွာကိုတော့သတိမထားမိခဲ့ပါဘူး။နောက်တော့သူကလဝကတ်တိုင်ဆွဲကြိုးကိုထုတ်လိုက်ပြီးတော့နတ်ဆိုးကိုနှိမ်ဖို့အတွက်စူးစမ်းပါတော့တယ်။လော်ရင်ကတော့နတ်ဆိုးရဲ့နာမည်ကိုအာအောင်ရသွားတာကြောင့်တမာကျန်းစာကိုသွားကြည့်တဲ့အခါဖဲလက်မန်ကိုတီးလိုက်ရပါတော့တယ်။အထဲဝင်သွားပြီးတော့ပြောမယ်လုပ်ပေမယ်မိုးကြိုးပြစ်ခံလိုက်ရတာကြောင့်တစ်ပင်ကြီးကလဲသွားပြီးပရင်းပေါအောက်တဲထဲမှာငုံချုံကြီးဖြစ်သွားခဲ့ပါတယ်။ လော်ရင်အောင်ထဲမှာအက်ကတင့်ငုတ်ထိုးပြီးလို့သေးသွားခဲ့ရတာပါထဲမှာတော့အက်ကကောက်ကွေးကောင်းကြီးနဲ့ထိတ်တိုက်တွေ့နေပြီးတော့ဒီအင်းလွှိုင်းနဲ့ဂျဲနက်ရဲ့အခန်းထဲကိုရောက်သွားတဲ့အခါငုတ်ချုံကြီးပေါ်ခုံချတော့မယ်ဂျဲနက်ကိုတွေးလိုက်ရပါတော့တယ်ဒါတော့အမြန်လန်းဆွဲတားလိုက်ရပြီးတော့တန်တိုင်းဖြစ်နေကြတဲ့အချိန်မှာကောက်ကွေးကောင်းကြီးကနေတီလာရှင်တရေဖြစ်နေပြောင်းသွားခဲ့ပါတော့တယ်တရိုင်းဆန်တမ်းမဲ့လော်ရင်းကရောက်လာပြီးတော့နတ်ဆိုးရဲ့အမိနာမဖြစ်တဲ့ဖဲလက်လို့အော်ရင်းနဲ့ရုံမာသူဖျားသခင်ရဲ့အာခံသူစသဖြင့်ပြန်ပြောရင်ငရဲကိုပြန်ပို့ပြစ်လိုက်ပါတော့တယ် ဒီလိုနဲ့ပဲဂျန်နက်တို့မိသားစုလည်းပုံမှန်ပြန်ဖြစ်သွားခဲ့ကြပြီးတော့နောက်ဆုံးစာဝင်ကမ်းမှာတော့အက်ကဂျန်နက်ကိုသူ့ရဲ့အဖိုးတန်လဝကတ်တိုင်ဆွဲကြိုးလေးကိုပေးလိုက်ပါတယ်ဂျန်နက်ကလည်းအန်တီပြောတော့ကတယောက်စီရင်ဖွင့်အစင်ပြေသွားလိမ့်မယ်ဆိုတမိမာအခုနှစ်ယောက်တောင်ရှိနေပြီလို့ကြီးမောမောပြောရင်းနဲ့ဇက်လန်းလေးကလည်းဒီနေရာမှာဇက်သိန်းလို့သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့အတွက်ကြောက်စရာလန်းစရာတင်ဆက်မှုကတော့ဒီလောက်ပါပဲဒါကတော့ Conjuring နံပါတ်2ဖြစ်ပါတယ်နောက်တကားမနက်ဖြန်မှာထပ်ပြီးတော့လာပါမယ်အဲ့တော့စောင့်ကြည့်ပေးကြပါဦး Channel Subscribe လုပ်ပေးနာအကောင့်လောက်နှိပ်ထားပြီးတော့လည်း ဒီရုပ်ရှင်ကားရဲ့အဆက်ရောနောက်ထပ်ရုပ်ရှင်ကားအသစ်တွေမြောက်များစွာကို recap အနေနဲ့အကောင်းစားကြိုးစားတင်ဆက်ပေးနေတာကိုစောင့်ကြည့်နိုင်ကြောင်းပြောရင်းနဲ့ဒီနေ့နဲ့နှုတ်ဆက်ပြစီဒီနေ့မှာစာဆုံးလိုက်ပါကျေးဇူးအားပေးခဲ့ဗောရောက်တယောက်ချင်းတိုင်းကျေးဇူးတွေပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မှုပါ